မင်္ဂလာပါခင်ဗျာကျွန်တော်ရေဘူးပြပြပေးမယ့်အကြောင်းအရာလေးကတော့အဲကျွန်တော်တို့ a chrome browser ထဲမှာတုံးထားတဲ့ history တွေပေါ့နော်အဲဒီ history တွေကို ရှင်းတဲ့နည်းရကျွန်တော်တို့ history တွေကို ရှင်းတဲ့အခါမှာအဲကျွန်တော်တို့ browser မှာ sign in ဝင်ထားတဲ့ not in ဝင်ထားတဲ့ website တွေပေါ့နော်အဲ့ဒါလေးတွေကိုခြံထားပြီးတော့မှာပေါ့နော် history အားလုံးကို ရှင်းလင်းတဲ့နည်းလေးပေါ့နော်အဲ့ဒီနည်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့ဒါမှမဟုတ်ဆိုတာအဲ Chrome ဆိုတဲ့ software လေးကိုဝင်လိုက်ပါပြီးရင်ကျွန်တော်တို့ဒီအပေါ်ညာဘက်ထောင်လေးက24 34ကိုနှိမ့်လိုက်ပါပြီးရင်အဲကျွန်တော်တို့ဒီဟာ history ဆိုတာလေးကိုတစ်ချက်နှိမ့်လိုက်ပါ ပြီးလို့ရှိရင်ကျွန်တော်တို့ဒီကအပေါ်က delete browsing data ဆိုတာလေးကိုတစ်ချက်အင်လိုက်ပါအဲကျွန်တော်တို့ဒီခုလိုပေါ်လာရပေါ့နော်ဒီခုလိုပေါ်လာတဲ့စီမာအဲကျွန်တော်တို့ဒီမှာပေါ့နော်ဒီမှာတော့ anytime လို့ပြတယ်ပေါ့နော်တကယ်လို့ဒီတကယ်လို့ပေါ့နော်ဒီက all time လို့မပြဘူးဆိုလို့ရှိကျွန်တော်ဒါလေးကိုတစ်ချက်နေမယ်နော် all time ကိုတစ်ချက်နေမယ်ပြီးရင်ဒီထဲက all time ဆိုတာလေးကိုရေးပြမယ်နော် ဒီတရား all time ဆိုတာလေးကိုယူလိုက်မယ်။အားကြောင့်လည်း all time ကိုယူလိုက်တာလဲဆိုတော့ကျွန်တော်တို့ကအဲအစကရနေပေါ့နော်ကျွန်တော်အကြာကြီးကတုံးခဲ့တဲ့ history အားလုံးကိုကျွန်တော်ကရှင်းနေတာဆိုတော့ကျွန်တော်က all time ကိုယူခိုင်းတာပါ။အဲကျွန်တော်တို့ဒီနေရာမှာ all time ဖြစ်ပြန်တဲ့ last hour တို့ last 5မိနစ်တို့ဖြစ်နေမှာဆိုလို့ရှိရင်လွန်ခဲ့တဲ့နိုင်လွန်ခဲ့တဲ့မိနစ်ကအောက်စားကိုလည်းတို့ကရှင်းပြတော့မှာပါ။ အဲဒါကျွန်တော်ကကျွန်တော်အားလုံးကိုရှင်းပြတာပေါ့နော်အားလုံးကိုရှင်းပြတာဆိုတော့ကျွန်တော်တို့က all time ကိုကျွန်တော်တို့ရယူထားပါကျွန်တော် all time ကိုပဲကျွန်တော်ယူလိုက်တယ်ပေါ့နော်အဲပြီးကားပြီဆိုလို့ရှိရင်အဲဒီမှာကတော့အော်ရှင်းလင်းမဲ့ဟာလေးတွေတော့ auto ပေါ့နော်ပြပေးတာ magic ကလေးတွေပေါ့နော်အဲဒီမှာတက်ဆိုလို့ရှိရင်နေရာရှိတဲ့ဒါကျွန်တော်တို့ slip မပေးဘူးပေါ့နော်ဒါကိုကျွန်တော်ကမရှင်းဘူးဒါလေးကိုကြတော့ အင်းစီပတ်စဝတ်ပေါ့နော်ပတ်စဝတ်တရားလည်းကျွန်တော်မရှင်းပါဘူးဒီမှာ select select ပြောင်းရ select ပြေးကြမှာ select မပြေးနေပါဘူးနော်ကျွန်တော်တို့မရှင်းဘူးဆိုတဲ့ခါကျတော့ဒါကြီးကဒါတော့ auto fill လည်းကျွန်တော်တို့မရှင်းပါဘူးတရားလေးတွေကိုဒေချာလေးစစ်ပါနော်တရားမှအဲကိုမရှင်းသင့်တဲ့ဥစ္စာတွေပါတော့မှာဆိုလို့ပါအဲတေချာရောဆိုလို့ရှိရင် အောက်က delete data ဆိုတာလေးကိုတစ်ချက်နေလိုက်ပါ အဲယခုလိုပေါ်လာပါမယ်အတော့ပေါ်လာတဲ့စီမှာတဲ့အဲဒီ site တွေကိုလည်းရှင်းလင်းမယ်ပေါ့နော်အဲဒါတွေကအရေးကြီးတယ်ထင်ပါတယ်တဲ့ဒါတော့ notification တွေတူမှာပြတာပေါ့နော်ဒါဆိုဒီမှာအမှန်ကြီးတွေဖြစ်နေတယ်အမှန်ကြီးတွေဖြစ်နေတယ်ဆိုတဲ့အတွက်ကြောင့်သူကကျွန်တော်တို့ delete ကိုနစ်လိုက်တဲ့ဆင်ကျွန်တော်ဒါတွေကိုသူကအကုန်လုံးရှင်းတော့မှာပေါ့နော်အဲကျွန်တော်ကမရှင်းသေးခြင်းဘူးပေါ့ဒါတွေကျွန်တော်တို့ကအဲနောက်ထပ်တစ်ခါ login ဝင်ရမှာ ဆိုတော့ ကျွန်တော်ဒါဒီမရှင်းဘူးပေါ့နော်မရှင်းဘူးဆိုတော့ကကျွန်တော်ကျွန်တော်ပြာနေတဲ့ဆက်လက်တွေကိုကျွန်တော်ဖြုတ်လိုက်ပြန်ကျွန်တော်ဒါဒီအကုန်လုံးမရှင်းဘူးပေါ့နော်ဖြုတ်လိုက်မယ်ဖြုတ်ပြီးသွားပြီဆိုတော့ကကြာမှာကျွန်တော်တို့ဒီအောက်က delete ဆိုတာလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါနော် delete ဆိုတာလေးနှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်အဲဒါ history အလုံးကိုရှင်းလင်းပြီးသွားပါပြီအဲဒါကျွန်တော်တို့အမီအတုပ်ပြခဲ့တဲ့ history အလုံးကိုရှင်းတဲ့နည်းရဲ့ အဲကျွန်တော်တို့မရှင်းစီခြင်းနဲ့ history လေးတွေကို website လေးတွေကိုချက်ပြီးတော့မှရှင်းတဲ့နေလေးပါအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ history ရှင်းတဲ့နေလေးပြီးတော့ပါပြီ။အကြည့်ပြတင်ပါတယ်အစီအစဉ်ပြကြပါမယ်ခင်ဗျာ။